အားလုံးပဲမင်္ဂလာပါဒီနေ့ပြန်သားပြီမှာတော့ပခုံးကျော်လက်ပင်ကျော်တောက်တင်းနေသူတွေခန္ဓာကိုယ်လေးလက်နေသူတွေလက်ပတ်လေးကျင်းလို့ရမယ်ယောဂကျင့်စဉ်လေးကိုပြန်သားပြီမှာဖြစ်ပါတယ်အခုပြတာတဲ့ပုံစံတိုင်းလေးလေးပတ်လေးထောက်ထားမယ်ဘယ်လေလေးကိုညာအောင်တဲ့ချူသွင်းလိုက်မယ်ပခုံးလေးကိုချော်ချထားမယ်အောက်ပိုင်းငိမ့်ပြီးဆိုမအပေါ်လေလေးကိုဆန်ထုတ်လိုက်ပါခေါင်းအပေါ်လက်ဖျားလေးကိုကြည့်မယ်သူ့ဆက်ဆက်ကန်တိုင်ပြီးမယ်နော်ပခုံးကြီးတွန်းကန်မထားနဲ့အောက်ကပခုံး ဆက်စကန်ပြည်ပြီဆိုရင်အပေါ်လေးကိုစမ်းထုတ်မယ်ခေါင်းအပေါ်လက်ပြားလေးကိုကြည့်ပြီးမယ်သူ့ကိုလည်းဆက်စကန်ထိမိထားမယ်နော်ဟောပြီပြည်ပြီချင်းပြန်လျှော့မယ်ဟောပြီပတ်ပြောင်းမယ်အဲ့ဒီတန်လေးညာလည်းပြောက်တော့ရှူသွင်းမယ်ပခုံးလေးလျှော့ချတာညိပြီဆိုရင်အပေါ်လက်ကိုစမ်းထုတ်လိုက်ခေါင်းအပေါ်လက်ပြားလေးကိုကြည့်မယ်ဆက်စကန်ထိမိမယ်အတက်ကိုမအောင်တော့ဘူးတက်ကိုပုံမှန်ရှူသွင်းရှူထုတ်လုပ်နေမယ် ။ဟောပြီးရှာမယ်။ပြင်အောက်လက်လေးအပေါ်ဆန်းထုတ်လိုက်မယ်။ခေါင်းကပေါ်လက်ပြားလေးကိုကြည့်မယ်။အသက်ကမအောင်ထားဘူး။အသက်ကပုံမှန်ရှူသွင်းရှူထုတ်လုပ်နေမယ်။ဟောပြီးရှာမယ်။အဲ့ဒါကို၃ချောလုပ်ပြီးပါ။ဟောပြီးပြင်အိုက်တန်လေးပဲချီရှူတူပြီးတော့မိမထိုင်လေးထိုင်လိုက်မယ်။ထိုင်ပြီးတော့ဘဲလက်လေးကိုထောင်းမယ်။ညာလေးဆွဲတင်တော့မယ်။သူ့ကိုလည်း၁၀စက္ကန့်ထိမိမယ်။ ဟောပြီးပြန်ပြန်ရှောင်းမယ်ချိန်ပြန်ထောင်းမယ်ပြန်ရင်းလိုက်ရုံပဲညာလက်ကိုနောက်ထောက်ထားတယ်ဘေးလက်ကဆွဲတင်တယ်သူ့ကိုလည်းဆက်စကန်တပြီးမယ်ပြီးပြီဆိုရင်ရှောင်းမယ်အဲဒီတန်လေးအောက်ပိုင်းကိုမပြင်းနဲ့တော့ညာလက်လေးကိုအရှိူထောက်တယ်ဘေးလက်ကခေါင်းမောတင်ပြီးအနောက်ကိုလှမ်းပြီးဆွဲမယ်နော် ဟောပြီးလက်တင်ကျော်လေးပေါအောင်ဆွဲမယ်။သူ့ကိုစေချင်လုပ်ပေးပါ။ကောင်းလေးကိုပြန်ငုပ်ပြီးလှမ်းတဲ့ချိန်ကကောင်းအပေါ်လိုက်တင်လေးမော်ပေးမယ်။ဟောပြီးရှောင်းမယ်။ပြင်ချိန်ဆွဲတင်မယ်။ ဟောပြီးပြပြီဆိုရင်ရှောင်းမယ်။ Okay ရှင်ပြန်လာပါ။အားလုံးပဲလိုက်ပါလေးချင်းကြည့်ပါ။ဒီလိုလေးပါ။ကျေးဇူးတင်ပါတယ်။တဒါ